အွန်လိုင်းကမေးတဲ့မိတ်ဆွေတွေကလည်းဆရာရဲ့မွေဝင်ကြားလို့ပြောတဲ့မိတ်ဆွေများအတော့ဒီနေ့မှာတော့မွေဝင်စီတော့လက်ပွင့်စီတော့ဒီဒီဇင်ဘာလမှာမဟုတ်ဘူးလာတိုင်းအမြဲတမ်းလှုပ်ထားတင့်တော့အင်မတန်ကိုအစွမ်းထက်တော့ရှယ်ရီယာလေးတခုကိုဆရာကပေါ်ပြပေးမယ်ဒီနေ့မှာတော့မတ်ငွေခင်တဲ့မတ်ငွေဝင်တွေအတွက်ပဲခေါ်ခေါ်ငွေကြီးနဲ့ပတ်သက်လို့ ငွေကြီးဝင်လာအောင်လက်ပွင့်လာအောင်မယ်ငွေကြီးအပိတ်ပင်အဟံဒါမရှိစီပဲအဆတ်ဆာရရလူတိုင်းလူတိုင်းလူမျိုးတိုင်းလောက်လို့ရတယ်ရေရာလေးတခုကိုဆရာကလွယ်လွယ်နဲ့ထိရောက်စီပြီးတော့အားလုံးအားလုံးလိုက်လို့လို့လူမျိုးမရွေးဘာသာမရွေးလိုက်လို့လို့ရတယ်ရေရာလေးတခုကိုဆရာကအားလုံးကိုရေရာလေးထပ်ကိုတတ်တဘောလေးတခုကိုအားလုံးကိုဆရာကပြီးမှဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာတို့ ဘမဇကဘုံမှာကြားဟုံးမှာဗောဂျိုကုတ်ရှိရာဂျိုကုတ်လားထို့တူပဲဟောအစိုးမှနေရင်အလိုလိုစိုးသွားကြတယ်လို့ဗောအကောင်းမှနေတဲ့အခါလဲအလိုလိုကောင်းသွားကြတယ်လို့ဗောဗျာနှော်ဥပမာဆရာထပ်ပေးရရင်ဇဘောထဲမှာစံနေထဲ့ထားမယ်အဲ့ဒီဇဘောထဲကစံနေကိုတဲလေးတကုံပဲကုတ်ထဲလိုက်အဲ့ဒီစံတွေဟာထမင်းအဖြစ်ချက်စားလို့ဘလို့မှမဖြစ်တော့တယ်လို့ပေါ့ ထို့တူပဲဆန်ဆန်ချင်းချက်မှာပါဓမင်းဖြစ်တယ်လို့နန့်နန့်ချင်းချိန်မှာသာစီဖြစ်တယ်လို့ပေါ့ဂျိုကုတ်ရှိရဂျိုကုတ်ပဲသွားတယ်လို့ပေါ့ဗျာပတ်စံရှိရပတ်စံလာစီမဲ့ရေရာလေးဖြစ်ပါတယ်တို့မဟုတ်အစီအညာလေးတစ်ခုဖြစ်ပါတယ်ဆရာမျိုးရှိတဲ့ဥပမာမျိုးအောင်ပြောရရင်ဆရာတို့ငွေရှိတဲ့နေရာငွေလာအောင်ပေါ့ဥပမာဆရာပြောရရင် အဘဆရာဒေါက်တာမင်းတင်ခါပေါ့အင်မတန်လေးစားရတဲ့ဆရာကြီးပါဆရာတို့တော့မှတ်မိလိုက်ဘူးသို့တော်ဆရာဥပမာပြရရင်ဟောအဘရဲ့ဟိုပစံလေးတွေသုံးတဲ့အခါငွေလေးတွေကိုရှစ်တယ်ပြောတယ်လို့ပေါ့ကိုကိုရှင်မှာကိုရှိလာတယ်လို့ပေါ့ထို့အတူပဲဟောပြာဆွဲတော်မုတ်စိဘာညာအများကြီးရှိပါတယ်တချို့ဆိုရင်ဟိုခြွေလာငွေလာတွေထိုးကြတယ်ငွေဝင်အောင်လို့ဆရာပေါ်ပြပေးမှာဒီနေ့ကတော့ပတ်စံပတ်စံပတ်စံဆိုတော့ idea လေးတစ်ခုရတာပတ်စံရှိရပတ်စံလာစီမဲ့ ရေရရာလေးဖြစ်ပါတယ်။ဒါကတော့ဆရာတို့မြန်မာပတ်စံအနေနဲ့ပေါ့ဥပမာဆရာပြောပါတယ်။ဆရာတို့50တန်းရှိမယ်၊100တန်းရှိမယ်၊200တန်းရှိမယ်၊500တန်းရှိမယ်၊1000တန်းရှိမယ်၊5000တန်းရှိမယ်၊1000တန်းရှိမယ်။ဒီလိုမျိုးအတီးတီးငွေကြီးနဲ့ပတ်သက်ပြီးတော့အားလုံးကိုဟောဒီလိုလေ900တန်းဆိုလဲ900တန်းလေးထက် plus 8တဲ့တော့မဟုတ်ရင်တွဲကုန်လိုက်ပေါ့အဲ့လေးနဲ့ ဟိုကလလေးနဲ့ဖြစ်ဖြစ်သုံးမဟုတ်ရင်ပလတ်စတစ်ကြီးလောင်းပြီးတော့တွဲကုန်လိုက်ပေါ့ငွေလေးတွေကိုစွန့်ရလို့ပေါ့ငွေကြီးလေးတွေအားလုံးကိုတရွက်ချင်းစီပေါ့မတူညီတဲ့အရွက်စီလေးတွေအားလုံးကိုဆရာတို့ဟိုမိမိရဲ့မိသားစုအိမ်မှာဖြစ်စီဆိုင်မှာဖြစ်စီကတ်ထားပြီးတော့မိတ်ဆွေရဲ့ငွေကြီးချီအောင်ငွေကြီးလာအောင်ကံပွင့်လက်ပွင့်စီပြီးငွေဝင်အောင်ဓာတ်လေးဖမ်းမှာဖြစ်ပါတယ်။ကောင်းပြီ။ဆိုတော့ အဲ့ဒီလိုပေါ့ငါးရာတန်းနေတကယ်လို့မှဆရာကြီးအစ်စ်ကြတော့အိမ်တွင်နဲ့ကြောက်ရတယ်ဆရာအိမ်တွင်တကုတ်ကြောက်ရတယ်ဆိုတော့မိတ်ဆွေများတော့ဒါလေးတွေကိုဆရာတို့ဟိုဓာတ်ပုံရိုက်ပြီးတော့ပုံစံတူလေး print ထုတ်ပြီးတော့တို့မဟုတ်ပုံစံတူလေးထုတ်ပြီးတော့ပဲဖြစ်ဖြစ်ဒါလေးတွေကိုဆရာတို့ plastic ထဲလောင်းပြီးထည့်ထားပြီးတော့ဒီလိုချထားတဲ့ငွေကြေးလေးဖြစ်စီတို့မဟုတ်လို့ရှိရင်ဆရာတို့ကတ်တူစာရွက်တရွက်ပေါ်မှာ ဟိုဟိုကလေးဆွဲလိုက်ပေါ့ line ဝင်မှာဆိုရင်ဆရာတို့ဟိုကသမားတွေလောက်တက်ပါတယ်သူတို့ဟိုကွန်ပျူတာသမားတွေလောက်တက်တယ်ဒီလိုမျိုးနဲ့အရွက်ပြည့်တွေပေါ့ဆရာတို့အရွက်ပြည့်တွေပေါ့မှာဒီမှာ200 300လည်းဆိုပြီးတော့တန်းစီပြီးတော့မြေငွေလေးတွေကိုအပွက်လေးနဲ့ဆွဲလိုက်ဥပမာ900တန်း1000တန်းအအစားရှိတဲ့အရွက်လေးတွေပေါ့50တန်းလေးတွေမတူညီတဲ့အရွက်လေးတွေကိုဆာရွက်လေးနဲ့ထုတ်လိုက်ပုံစံလေးပုံလေးထုတ်လိုက်ထုတ်ပြီးတဲ့အခါမိတ်ဆွေရဲ့အိမ်အဲ့ကမ်းမှာဖြစ်စီ သို့မဟုတ်လုပ်ငန်းဈေးဆိုင်ဆိုင်အပေါက်မှာဖြစ်စီမိတ်ဆွေအိမ်ရဲ့ဟိုနေရာမှာဖြစ်စီချိန်ပြီးတော့ကတ်ထားပါမယ်ဆိုလိုတာကအဲ့ဒီသဘောဟာငွေရှိရာကိုငွေလာတဲ့သဘောပဲဖြစ်ပါတယ်ဆရာပြောတာနားလည်မယ်တင်နော်ဟော900တန်1000တန်900တန်ဒီငွေရှိရာကိုငွေလာတယ်ဥပမာမျက်စိတည်းမင်းပြောရင်မီးများမီးနိုင်ရေများရေနိုင်တို့ဘယ်ရက်ွက်တယ်အခေါ်သုံးနေကြစကားလေးနဲ့ဆရာလည်းပြောလိုက်မယ်အဲ့တော့ မိတ်ဆွေနာမှာဟောဧခန်းထဲမှာတချို့ဆိုလို့ရှိရင်ပုံတွေတွေ့ဘူးမှာဗောနရနေမှာစေးကြီးပကြီးနေမှာငွေဖလားထဲမှာငွေကြီးခြံကြနေတာမျိုးဟောအဲ့ဒါဆိုရင်ချွေမိုးငွေမိုးရွာတယ်လို့ဗောထို့အတူပဲဟိုစွန့်လာလို့ဗောငွေရှိရငွေလာတယ်လို့ဖြစ်ပါတယ်အဲ့တော့မိတ်ဆရာရဲ့မိတ်ဆွေတွေအားလုံးကဟိုပစံလေးတွေကိုအစ်စ်ကိုပဲတွဲတွဲဒါမှမဟုတ်လို့ရှိရင် ဟိုပက်ဆန်ဟာလားဟိုပုံတူလေးတွေ print ထုတ်ထားတဲ့ပုံစံလေးတွေကိုနဲ့ဆွဲဆွဲထားပြီးတော့နေရာမှာဗကြီးဖြစ်တော့၎င်းသို့မဟုတ်ရင်အိမ်အပေါက်ချံအပေါက်ဈေးဆိုင်အပေါက်မှာမိတ်ဆွေတို့ရဲ့အဲခန်းအဲငွေဝင်လာမဲ့နေရာတွေမှာဘယ်နေရာမဆိုချိတ်ဆွဲထားလို့ရပါလဲ။ဒါပြီးရအခါနေ့စဉ်ကိုကဘာလို့ရမလဲဆိုတော့မိမိရလည်းငွေစက်ကူလေးပြရကင်ပြီးတော့နေ့စဉ်မပြလောက်ပြရမှာ။ကဲအဲ့ဒီပတ်စံပုံလေးကိုပုတ်ပြီးတော့ ဘာရနဲ့ပို့ပို့ပို့ပတ်စံနဲ့ပို့ရင်ရပြီနေ့ရက်မိတ်ဆွေတွေကိုငါအိမ်ဝင်အောင်ခေါ်လိုက်ပါဦးဆရာပြောရသေးလားနေ့ရက်မိတ်ဆွေတွေကိုငါအိမ်လာအောင်ခေါ်လိုက်ပါဦးဆရာတို့ပြန်လော်ကီပညာမှာဆိုဆရာရှိတယ်လဝဲခိုင်းနေပါတယ်မှာဆိုရှိတယ်ဒါကိုတော့အကျယ်သဝန်ဆရာပြောမပြချင်ဘူးတချို့လေဆိုငွေပွားအောင်နေသူတို့ငွေခေါ်တဲ့အစီအစဉ်ဆရာတို့မြန်မာရှိထုံးချမ်းနေမှာအများကြီးတာတကားတွေရှိတယ်ငွေဝင်အောင်လို့အဲ အချို့ဆိုရင်ငွေယူတာခိုင်းတာလည်းရှိတယ်။ဒါတွေလို့ပြောရမှာမဟုတ်ဆရာကငွေရှိတဲ့နေရာမှာငွေလာအောင်လို့အစီအရင်လေးတစ်ခုလုပ်တာ။အဲ့ဒီတော့နေစင်မပြက်နေတိုင်းထားတဲ့အခါဟိုမနမိုးလေးနဲ့အခါပဲဖြစ်ဖြစ်မိတ်ဆွေတတိယရဲ့အခါပစံလေးနဲ့အဲ့ဒီငွေပေါ့ငွေကတ်ထားတဲ့ပကြီလေးမှဖြစ်စေပစံ ချိန်ထားတဲ့တွဲလဲလေးမှဖြစ်စေနင့်ရမိတ်ဆွေအပေါင်းအသင်းတွေကိုငွေဟိုနင့်ရမိတ်ဆွေတွေငါ့အိမ်ကိုလာအောင်ငါ့ရှိကိုလာအောင်ခေါ်လိုက်ပါဦးခေါ်ခဲ့ခေါ်ခဲ့ဆိုပြီးတော့အဲ့ဒီပတ်စံလေးအဲ့ဒီမိမိကတ်ထားတော့ဆရာပြောတဲ့အစီရင်လေးချထားတော့ဓာတ်ငွေဓာတ်ဘတ်ဆရာတော်ခေါင်းစဉ်လေးပြလိုက်ငွေဓာတ်ပချီကားပေါ့ငွေဓာတ်ပချီလေးနဲ့ငွေတွေဝင်အောင်ရိုက်ပုတ်ထိတွေခေါ်ပါမိတ်ဆွေ ထူးထူးခြားခြားကောင်းပါလိမ့်မယ်။ဘာကြောင့်လဲဆရာ2023ခုတစ်ခုလုံးမှာဆရာဟောကမ်းမှာကောဆရာကိုယ်တိုင်ကောအားလုံးကိုဆရာစမ်းတက်ပြီးမှဘေးရာဖြစ်တဲ့အတွက်လုံးတဲ့မိတ်ဆွေတိုင်းဟာထူးခြားသွားတာကိုဆရာကတတ်သိနေတယ်ကွာ။ချီတဲ့အတွက်မိတ်ဆွေတို့ဒီရရလေးကိုဆရာအထူးအထူးလက်ဆောင်ပေးပြီးတော့ဒီဗီဒီယိုလေးကိုဆရာမျှဝေလိုက်ခြင်းဖြစ်ပါတယ် ဒီရရဟာဘာမှမခက်ခဲပဲနဲ့ငွေကြီးအထုကံကောင်းပြီးတော့အင်မတန်ကိုစွန့်ထတဲ့ရရရဖြစ်တာတော့ဆရာလက်ကမောက်ခံပြောရပါတယ်အဲ့တော့ဒီရရအစီရင်လေးကိုမိတ်ဆွေတို့အားလုံးလှုပ်ထားလို့ရတယ်တချို့ကလည်းပြောမယ်ဆရာကြီးကျွန်တော်ကတော့ထိုင်းမှာကျွန်မကတော့ထိုင်းမှာကျွန်တော်ကတော့အမေရိကန်မှာအမျိုးမျိုးမိတ်ဆွေများအားလည်းကိုဝင်ကျင်တဲ့ပတ်စံပုံကိုပတ်စံကိုလှုပ်လို့ရတယ်တိုးတော့ဒုနိုင်ငံရဲ့ဟောငွေကြီးနဲ့ပတ်သက်တဲ့ဆိုင်ရာ ရူးလေးတွေကိုတော့ဂယူဆိုင်ဖို့ဒါပြီးတော့ပတ်စံပုံလေးတွေအစ်စ်ပဲကတ်ကတ်အတုပဲကတ်ကတ်အစ်စ်ကတ်တော့ပိုကောင်းတာပေါ့ဗျာနော်တို့ရတယ်တချို့မိတ်ဆွေမိဘအများကြတော့ခက်ခဲတယ်လေတချို့ကြတော့လဲခွာယူမယ်လေနော်အဲ့တော့မတူညီနိုင်တဲ့အတွက်မိတ်ဆွေတို့ဘလို့လှုပ်လှုပ်တင့်တော်တယ်လို့လို့လို့ရတယ်အဲ့ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဆရာပြောတဲ့ရေရာလေးကိုတေချာအထူးစီရင်လေငွေဘတ်ဂျက်ငွေတပ်ဖန်းတဲ့သဘောလေးကိုလုပ်ပါလူတိုင်းလုပ်လို့ရတယ်အားလုံးနဲ့တည်းအားလုံးနဲ့တည်းမလားဆရာလည်းငွေနဲ့တည်းတည်းတယ် အဲ့ဒါကြတော့မိတ်ဆွေတို့အားလုံးဒီရေတရားလေးကိုသိချာလို့ပါကယ်ဆယ်ကျုံပြီးပြန်ပြောပြပါမယ်အဲ့ဒါပါလဲဆိုတော့ဆရာတို့မြန်မာမှာဆို50ရက်ကြီးတဲ့900နဲ့1000နဲ့ငါတော့နဲ့တတောင်းနဲ့အဆက်ရှိတဲ့ငွေလေးတွေကိုဟောဆာရွက်လေးမှာဟောလာဟိုပုံပုံပုံစံလေးနဲ့ပဲကတ်ကတ်ဆာရွက်လေးမှာကတ်ကတ်အတိကတ်ကတ်တော့မဟုတ်လို့ရှိရင်ဟို ပစံလေးတွေကိုတခုချင်းစီရောအဲ့လိုတွဲလဲလေးပေါ့တရွက်ချင်းတရွက်ချင်းတရွက်ချင်းတွဲလဲလေးပဲထားထားမိတ်ဆွေတို့တင်းတင်းတလို့ထားပြီးတော့ချိန်ဆွဲထားထွဲလာပြီးတော့မိမိရဲ့ဆိုင်အတွင်းမှာချိန်ထားတာကတ်ထားတာအင်းအပေါက်မှာချိန်ထားတာကတ်ထားတာသို့မဟုတ်လို့ရှိရင်ဟိုမိတ်ဆွေရဲ့ဟိုအဲ့ကမ်းမှာကတ်ထားတာရတယ်တင်းတင်းနဲ့နေရာထားလို့ရတယ်တိုးတော့ဒါပြီးရအခါနေတိုင်းတတိယရက်ကပတ်စံလေးတရွက်ကိုကင်ဘာဒံလေးဖြစ်ဖြစ်ကင်ပြီးတော့ပတ်စံလေးနဲ့အဲ့ဒါလေးကိုပုတ် ကဲနင်းရဲ့မိတ်ဆွေလေးကိုငါရှိလာအောင်ခေါ်လိုက်ပါအောင်ဆိုပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ခေါ်လိုက်ပါထူးထူးခြားခြားဆွမ်းပြီးတော့ထူးထူးခြားခြားကောင်းလာကိုဆရာကကောင်းကောင်းခတ်ပြီးရောရဲပါတယ်ဒါကြောင့်ဆရာနေနဲ့ဆရာမိတ်ဆွေယုံကြည်တဲ့မိတ်ဆွေတိုင်းလူတိုင်းကိုလှုပ်စေချင်ကြောင်းကိုတော့ဆရာအထူးတလဲပေါ်ပြနေဆရာမလိုပါဘူးဒါကြောင့်မလို့မိတ်ဆွေတို့900သား900သားသမီးအားလုံးငွေတက်ဖမ်းလို့အားလုံး မိသားစုစည်းပွားရေးလူမှုရေးဆက်ဆံရေးအဆင်ပြေကြပါစေထို့အတူပဲဒီရေဒီယာလေးကိုမိတ်ဆွေတို့ကြည့်မိတဲ့မိတ်ဆွေများမလုံမနေပဲအတတ်နိုင်ဆုံးယုံကြည်စိတ်နဲ့ကျဲဝန်စွာနဲ့လှုပ်ပါတကယ်ကိုစွန့်ပြီးတကယ်ကိုထူးခြားကောင်းမွန်တဲ့ရေဒီယာကိုဆရာထားလောက်ပြောကြားဆရာမလို့လောက်အောင်ကိုမိတ်ဆွေတို့ထူးခြားလာပါလိမ့်မယ်ဒါကြောင့်ဆရာငယ်မိတ်ဆွေတွေအားလုံးယေရှုအများကြီးတင်ပါတယ်ပြီးတော့ဆရာတခုကြားဖြတ်ပြောလိုပါတယ်ဆရာရဲ့ မိတ်ဆွေများနဲ့တော်တော်အဆက်အသွယ်ပြတ်သွားတယ်။ဇာငယ်ပေးတင်း Facebook ပေးကလည်းအကြောင်းမျိုးမျိုးနဲ့ပြတ်နေတယ်ပေါ့။ထို့အတူပဲဆရာရဲ့ YouTube Channel ကလည်းအခုအဲကံဆုံးမှာတော့ရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပြတ်နေတော့တချို့မိတ်ဆွေတွေနဲ့အဆက်အသွယ်ပြတ်တယ်လို့ဆရာကိုရှာမရတာမျိုးတချို့ကြတော့ဖုန်းဆက်ပြီးတော့ဆရာထင်မှာကိုဘယ်လိုလဲဆရာမဟုတ်ပါဘူးเนาะဆရာငယ်ဘီဒင်ဟော့စတန်ဆိုရယ်ပေးမှာအခု live လွှင့်နေတယ်ဆရာ name ချိန်လို့ရရင်တော့ပြန်ချိန်မှာပေါ့ဒါပြီးတော့ ဆရာရဲ့မိတ်ဆွေတို့ဆရာအမြဲတမ်းရှိနေပါတယ်တချို့မိတ်ဆွေများတီးတဲ့သူကလည်းညွန်ပေးလိုက်ကြပါအောင်ခင်ဗျဆရာငယ်အမြဲတမ်းမိတ်ဆွေတို့အတွက်ရှိနေပါတယ်ထို့အတူပဲဆရာငယ်ရဲ့မိတ်ဆွေတွေအားလုံးကိုဆရာငယ်နားမှာဟလာဟိုဘယ်လိုပြောမလဲဟိုမိတ်ဆွေတို့ပြင်မထားပါဘူးဆိုတဲ့အကြောင်းဆရာကထပ်လောင်းပြောကြားလိုပါတယ်ပြီးတော့ဆရာလည်းနည်းနည်း ကျမ်းမာရေးချူချာနေလို့เนาะဟုတ်ပြီဒါပြီးတော့ဆီယံငယ်ရဲ့2024အတွက်တနင်္ဂနွေကစစနေအဆုံးနေသားတွေအတွက်ကိုတနစ်စာအောင်လဲဆရာဗီဒီယိုလေးတွေရိုက်ပြီးတော့ဒီပေးမှာတင်ပေးပါမယ်ဆီယံငယ်ပေးတင်ဟောစရံပေးမှာတင်ပေးပါမယ်ဒါကြောင့်မိတ်ဆွေတို့ဆရာရဲ့ပေကို follow တော့မဟုတ်စီးဖတ်တာလို့ဒါဆရာပြောရဲတယ်ဆရာအမြဲတမ်းတင်ပြီးတော့နောက်တစ်ခုအနေနဲ့ဆရာ2024အတွက်တနစ်စာ ပြန်ခေါင်းစီကိုရေရရာလေးအစီရင်နေအများစွာကိုလည်းဆရာဒီမှာတင်ပေးပါမယ်။ပုံလည်းပြောရရင်ဆရာဟိုဘယ်လိုပြောမလဲ။ဟိုပို့ပြီးတော့ပြန်မှန်းတာပေါ့ဒီကြပိုင်းကဟောကမှာလည်းလူကကြဟောဒါကြောင့်မိတ်ဆွေတို့အားလုံး online နဲ့ပတ်သက်လို့လည်းဆရာတလားသာဗီဒီယိုလေးတွေနောက်ကျသွားတဲ့အတွက်လည်းဆရာတောင်းပန်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းထပ်လောင်းပြောလာလို့ပါတယ်။ထို့အတူပဲတစ်ပတ်တစ်ဆက်ထဲမှာဟောဒီ 32ရက်နေ့ဆိုဆရာ Happy New Year နေ့ဆိုဆရာရဲ့မွေးနေ့အဲ73နှစ်လား72နှစ်လားပြည့်အောင်မဟုတ်ပါဘူးနော်ဆိုတော့ Happy New Year နေ့ဆိုဆရာမွေးနေ့ဖြစ်တော့အဲဆရာတို့ဥမာ2024အတွက်တနစ်စာဟောစတဲ့နေ့ကိုဆရာရေးပေးနေတယ်တို့အတူပဲမိတ်ဆွေတို့2024အတွက်တနစ်စာဟောစတဲ့နေ့ကိုလည်းဆရာငယ်နားမှာမာယူနိုင်ပါပြီတိုးတော့ရတာမရတာဘူးလို့ကြိုတင်မဲ့စီးရင်သွင်းပေးထားပါရတာမရတာဘူးလို့ဆရာ ပြန်ပြီးတော့ပဲ confirm ပြန်လုပ်ပေးပါမယ်။ဘာလို့လဲဆိုတော့ဆရာမှာလောလောဆယ်မှာအလုပ်တွေကတော်တော်လေးကိုပုံနေအကြောင်းကိုဆရာကညှိပြတာမဟုတ်ဘဲနဲ့ဆရာကဟိုမိတ်ဆွေတို့ဆရာရှိတဲ့အတိုင်းချပြတာ။ဒါကြောင့်မလို့ဟိုတနစ်စာ hospital မှာဖြစ်ဖြစ်ဗီဒီယိုမေးချင်တဲ့မိတ်ဆွေများပဲဖြစ်ဖြစ်အိမ်ရောက်လဲဆရာကအိမ်ရောက်လဲတနစ်စာ hospital နေပို့ပေးတယ်လို့ online ကနေလဲမှာလို့ရတယ်။သို့တော့ဆရာငနာမှာ လာဘေးရင်မေးခြင်းပဲဖြစ်ဖြစ်ထင်းစားဟောစတန်းအတွက်ကိုခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်ရုံးချိန်မြန်မာဆက်ပြီးတော့စင်းသွင်းလို့ရတယ်လို့ဘေးရင်မေးခြင်းနဲ့မိတ်ဆွေများ7902904416အဲ့ဒီနံပါတ်ဖြစ်တဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်မှာပဲရှေ့ရဲဟလာနေ WhatsApp Telegram မှာဆက်သွယ်မိများနိုင်ပါတယ်အခြားနံပါတ်ဆိုဆရာလုံးဝမဟုတ်ပါဘူး7902904416ဖြစ်ပါတယ် WhatsApp Telegram မှာဆက်သွယ်နိုင်တယ်လို့ ဆရာငယ်ဘေဒင်အတုတွေပေါ်နေတယ် 2D တွေ 3D တွေဘာညာတွေရှမ်းဆရာတွေဆရာမဟုတ်ပါဘူးဆရာငယ်ပေးအစစ်ကရုပ်အမှန်တည်းတည်းလို့လိုက်လွင်ပါတယ်ဆိုတာကိုလည်းထပ်လောင်းအကြံပြုရင်းနဲ့ကဲပါလေအပြောတွေပို့တော့အလုပ်တွေများသွားမယ်မိတ်ဆွေများဆရာငယ်နဲ့မှဒီရက်ပေးဘူးပဲ follow လုပ်ထားပါဆရာမိတ်ဆွေတို့အထူးအထူးအစီအစဉ် plan လေးတွေရှိပါတယ်ဆိုတော့အကြောင်းနဲ့ တနည်းလုံးစာ2024တော့တနည်းလုံးစာလဲဆရာဒီကနေဒီစာတင်ပေးမယ်ဆိုတော့အကြောင်းကိုဆရာကဂတိအကျဉ်းချင်းပေးရင်းနဲ့မိတ်ဆွေတို့အားလုံးဆရာပေးတဲ့ရေရာလေးကိုလုပ်ပြီးတော့ငွေကြီးတွေဝင်လို့လက်လာပါလေခြွင်ကြပါစေအိမ်တော်ရင်မိသားစုရေးစည်းဝါးရေးအဆအဆအရာရာယရနာစိန်ကြောက်ဇေတောက်တယ်လို့ငွေတွေလည်းဝင်မိသားစုအိမ်တွင်းကြီးတွေလည်းအဆင်ပြေလို့ ဘေးဘရားလေးဝေးကွာကြပါစေဒုပိတ်ကံတရသတ္တန္တရယောဂကံတရဆိုတော့ကကြီးသုံးပါးကလည်းကျင်းဝေးပြီးတဲ့အခါအောင်မြင်မှုအပေါင်းတရဖူဆောင်းကြပါစေကြောင့်ဆရာကဆုတောင်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာတို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးသောမိတ်ဆွေများဆရာငယ်ကကျေးဇူးတင်ပါတယ်